ြန်မာထိုင်းနယ်စပ်မြောက်ရီမြို့နယ်မင်းလက်ပံကအွန်လိုင်းငွေလိမ်လုပ်ငန်းတွေပြုလုပ်နေတဲ့ခြံဝန်းထဲမှာမြန်မာနိုင်ငံသားတွေအပေါ်အဝင်နိုင်ငံပေါင်း20ကအလူရေ3000နီးပါးကိုစစ်စစ်တွေ့ရှိခဲ့တယ်လို့ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့အွန်လိုင်းငွေလိမ်လည်မှုစတင်ခြင်းနဲ့မွေးရစေဝါထိန်းချုပ်ရေးဘဝအဖွဲ့ကနိုဝင်ဘာ28ရက်မနေ့ညပိုင်းမှာထုတ်ပြန်ပါတယ်ဒီမိုကရက်တစ်ကရင်အကြိုပြုတက်မတော် DKB ရဲ့အကာအကွယ်အောက်မှာလဲပတ်နေတဲ့အွန်လိုင်းငွေလိမ်လုပ်ငန်းကြားဖြတ်လုပ်ကနေတဲ့ခြံဝန်းတစ်ခုကို KNU ကတွေးရှိခဲ့ကြောင်းနိုဝင်ဘာ25ရက်မှာထုတ်ပြန်ကြေညာခဲ့ပြီးအဒီနေကဆလို့ဒီနေ့အထိ3ရက်အတွင်းမှာ KNU မြေပြင်အဖွဲ့ရဲ့စည်ရင်းကောက်ယူမှုတွေအရမြန်မာအပေါင်းဝင်နိုင်ငံပေါင်း20ကလူရေ2842ဦးကိုစီစက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။အဒီထက်ကတရုတ်နိုင်ငံသား656ဦး၊လာအိုနိုင်ငံသား73ဦးနဲ့ဗီယက်နမ်နိုင်ငံသား26ဦးစုစုပေါင်း695ဦးတို့ကိုထိုင်းအာဏာပိုင်စီလွှဲပြောင်းခဲ့တယ်လို့ဆိုပါတယ်။ KNU က အဲ့ဒီကြောဖြန့်လုပ်ငန်းခြံဝန်းကြီးကိုတွေ့ရှိပြီးနောက်ပိုင်းကတည်းကအဲ့ဒီပတ်ဝန်းကျင်နေရာတွေမှာနေစဉ်ပြက်ခတ်မှုတွေရှိခဲ့ပြီးအာနာသိစစ်ကောင်စီတပ်ကလေကြောင်းကနေပေါင်900ပုံကျဲချတက်ခတ်ခဲ့တဲ့အပြင်လက်နက်ကြီးတွေနဲ့လည်းပြက်ခတ်မှုတွေရှိတယ်လို့အသိပေးထားပါတယ်။နိုဝင်ဘာ25ရက်မနက်အစောပိုင်းထိတွေ့တိုက်ပွဲအတွင်းမှာတရုတ်နိုင်ငံသားကြောဖြန့်အလို့သမားတယောက်တိတ်ဆုံးခဲ့ပြီး KNU ကတပ်ဆိုင်ရာအာနာပေါင်းတွေကိုဆက်သွယ်အကြောင်းကြားခဲ့တယ်လို့ထုတ်ပြန်ပါတယ်။နောက်ပြင်လူနေထိုင်ရာအဆောက်အအုံကိုကြီးထိမှန်ပြီး ပြင်းပေါက်အမှန်ကွဲဆောက်ကြောင့်တရုတ်နိုင်ငံသားကြားဖြန့်အလို့သမား6ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနဲ့သူတို့ကိုခြံဝန်းအတွင်းကဆေးရုံမှဆေးကုသမှုခံယူဖို့ပို့ဆောင်ခဲ့ကြောင်းဖော်ပြပါရယ်။သက်ဆိုင်ရာစုံစမ်းစစ်ဆေးရေးအရာရှိတွေကလည်းအဒီကြားဖြန့်အလို့ကရောက်ခြံဝန်းကိုလာရောက်ကြည့်ရှုခဲ့ပြီး KNU တာဝန်ရှိသူတွေနဲ့တွေ့ဆုံခဲ့တယ်လို့ဆိုပါရယ်။မနေ့ကညပိုင်း၈နာရီခန့်ထိအဒီကြားဖြန့်ခြံဝန်းကနေလွတ်မြောက်လာတဲ့အလို့သမား၄၀၀နီးပါးဟာထားမြမနေကြမြေတောင်ရင်မြေနယ်ပေမှာတောင်းတင်နေခဲ့ပြီး တို့ဟာလူသားချင်းစာနာမှုအကူအညီတွေလိုအပ်နေတယ်လို့ KNU ကအသိပေးပါတယ်။အဲ့ဒီကြားပြအလုံသမားတွေကိုထိုင်းအာဏာပိုင်တွေကလည်းမနေ့ညပိုင်းအထိဝင်ရောက်ခွင့်မပြုသေးဘူးလို့ဆိုပါတယ်။တို့ကို KNU ကအစားအသောက်တွေယာယီတဲတွေပေးအပ်ထားတယ်လို့လည်းသိရပါတယ်ရှင်။